ရိသတ်များအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ရှင်းဖန်တော်လေးသေချာဘန်ကတော့ဘန်တူဂျာနဲ့ထိုးမဲ့ပွဲဟာသူကပတ်ယူမဲ့ပွဲဖြစ်တယ်လို့ထုတ်ပြောလိုက်ပါပြီခင်ဗျာ ဟုတ်ကဲ့ပွဲကျုပ်ကာလမှာပွဲကျုပ်ပြောစကားကြီးလဲတော်တော်ကိုပဲစိတ်ဝင်စားစရာကောင်းလာတယ်မြင်တွေ့ရပါတယ်ခင်ဗျာဘန်တူဂျာကတော့ပွဲကျုပ်ပြောစကားကြီးမှာတော်တော်လေးကိုသတိထားဆင်ခြင်ပြီးတော့ပြောလာတာကျွန်တော်မြင်တွေ့ရပါတယ်သူရဲ့ပွဲကျုပ်ပြောစကားကြီးပြောနေတဲ့အချိန်မှာ သူရရှိတာတဲ့ခပတ်ကြီးပြုတ်ကြမှုလို့လောက်တာကလည်းပြိသက်တွေအထွတ်နည်းနည်းလေးဝေဖန်စရာဖြစ်နေတယ်ပေါ့လေတချို့သောပြိသက်တွေကတော့ဒါခပတ်ပြုတ်ဖို့ကြောင့်နမိတ်ပြတာဆိုတာမျိုးထောက်ပြဝေဖန်နိုင်တယ်ရှိနေကြပါတယ်ခင်ဗျရှင်းဖိုင်တယ်လေးကျော်ချော်ဘန်ကတော့ဒါဟာလူငယ်ရဲ့ခေတ်ကိုရောက်ပြီးခေတ်တလူငယ်ရဲ့အစွမ်းစာဟာဘယ်လိုလဲဆိုတာကိုပန်တို့ကြမိစမ်းရတော့မယ်လို့ထုတ်ပြောကြထားပါတယ်ပန်တို့ကြကတော့သူဟာကျော်ချော်ဘန်ကိုရှော့မတပူ ကျွှော့ပန်းက rival ကိုနှစ်ပတ်ပဲပြင်ဆင်ပြီးတော့ထိုးခဲ့တဲ့ fighter ဖြစ်တယ် rival ဘလောက်ကောင်းလဲဆိုတာသူအသိဆုံးပဲဒါကြောင့်ကျွှော့ပန်းက rival လို့ fighter ကို short notice နဲ့ထိုးခွင့်ရတာမှာနှစ်ပတ်လေ့ကျင့်ပြီးဝင်ထိုးပြီးအနိုင်ယူတာဆိုတော့ဒီ fighter လေးကို short တော့မရဘူးဆိုပြီးတော့သူ့ဘက်ကနေတိုင်ဘက်ကိုလေးစားစကောင်းပြောထားပါတယ်ခင်ဗျတပတ်ကပြန်ကြည့်ရင်တော့အဲကျွှော့ပန်းကို ပန်လိုကြာအကြောက်စိတ်များဝင်နေသလားလို့ထင်စရာရှိတာပေါ့လေ။ဒါပေမဲ့ပွဲကြိုကာလစိတ်သက်စစ်စင်ပြောစကားတွေဟာနည်းနည်းလေးတွေးရဖြစ်စရာကောင်းပါတယ်ခင်ဗျာ။တချို့ wine fighter တွေရဲ့ပြောစကားပို့ပြီးတော့တွေးရဖြစ်စရာကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ကပွဲမစခင်မှာဆိုရင် artifact fighter ဘလို့ကောင်းတာ။ဒါကြောင့်ဒီပွဲဟာသူနိုင်မမလားလို့စိုးရင်စိတ်တွေဖြစ်နေတယ်။ဒီလောက်ဒီမြန်မြန်ထိုးရမှာမထင်ဘူး။တရရရောက်တော့ထိုးရမှာပဲ။ဒါပေမဲ့အချိန်နေမြန်တော့နေသူကအရန်တုတ်တက်နေတယ်။ ဒီတော့ဒီဘက်မှာကျွန်တော်ကိုကျွန်တော်တော့မယုံရဲဘူးဆိုတာမျိုးထုတ်ပြောလာပြီးပို့ကြောက်ပါတယ်။ဘာကြောင့်လဲဆိုတော့တစ်ဖက်ဖိုက်တာကိုမြောက်တင်လိုက်ပြီးရင်အဲ့လိုပင့်နေထားတာကိုကျိုးဝိုင်းနဲ့ရောက်မှာပဲ။ဒါမှမဟုတ်အတ္တကံဝိုင်းနဲ့ရောက်မှာပဲ။ဝိုင်းဖိုက်တာကငါပါဆိုတာသိပြီလားဆိုပြီးတော့လုတ်ပြရတယ်ကျွန်တော်မြင်တွေ့ရတယ်အများကြီးရှိခဲ့လို့ပါပဲခင်ဗျာ။ ဟုတ်ကဲ့လက်ရှိမှာတော့ဂျိုရှွာဘန်ကတော့မင်းသားတစ်ပါးဖြစ်နေပါတယ်မီဒီယာမင်းသားပေါ့လေမီဒီယာအားလုံးကသူ့ရဲ့ပြောစကားတွေကိုသတင်းအဖြစ်တွင့်နေဖော်ပြနေပါတယ်ခင်ဗျဟုတ်ကဲ့ဂျိုရှွာဘန်ကတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့အခုလိုပြောထားပါတယ်ခေတ်သစ်လူငယ်တွေရဲ့တိုက်ပွဲလာပါပြီဂျိုရှွာဘန်ရဲ့ခံထားတဲ့အောင်မြင်မှုတွေကိုခင်ဗျားတို့မျက်မြင်ကိုယ်တွေ့မြင်ကြပါလိမ့်မယ်ကျွန်တော်ဟာကြောက်စိတ်နဲ့ဒီပွဲကိုထိုးဖို့ရောက်လာတာမဟုတ်ပါဘူးအနိုင်ရလို့စိတ်ချန်ပီယံဖြစ်လို့စိတ်နဲ့ဒီပွဲကိုထိုးမှာပါဆိုပြီးတော့ဂျိုရှွာဘန်ကပြောထားပါတယ်ခင်ဗျ သူ့ကို rival နဲ့ပွဲမှာတော့ကလည်းတချို့သော fighter တွေကနိုင်မှာမဟုတ်ဘူးလို့ဝေဖန်ပြောကြခဲ့တယ်ဒါပေမဲ့သူကအကောင်းဆုံးလုပ်ပြနိုင်ခဲ့တယ်ဆိုတာကိုလည်းဂျိုရှာဘန်ကပြောသွားနိုင်ခဲ့ပါတယ်ဟုတ်ကဲ့ဂျိုရှာဘန်အနေနဲ့လာမယ့်ဒီဇင်ဘာလ9ရက်မြန်မာစံတော်ချိန်ပေါ့လေမနေ့7ថ្ងៃအချိန်မှာဒီပွဲကိုထိုးရမှာဖြစ်ပါတယ်ကျွန်တော်တို့ကတော့မနေ့7ថ្ងៃလို့မှတ်စားထားပါလို့ရှေ့ရပွဲစဉ်တွေက Adesos ဒီပွဲပြခဲ့တယ်အလဲထိုးနေပွဲပြခဲ့တယ်ဆိုတော့ဂျိုရှာဘန်ရဲ့ပွဲက Adesos ဝရှိပါတယ်ခင်ဗျဂျိုရှာဘန်အနေနဲ့ ဲ့ဒီမှာချန်ပီယံကပတ်နဲ့အတူဖလိုင်းဝေတန်ရဲ့ချန်ပီယံသေဖြစ်အောင်ဝတ်ခံနိုင်ပါစေလို့ဒီနေ့ကနေကြိုတင်ဆုတောင်းပေးလိုက်ပါရခင်ဗျာတ िश ူအပေးပြည်သက်အားလုံးကိုလည်းအထူးအကျေးဇူးတင်ရှိပါရခင်ဗျာ